င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။လက်ရှိရရှိထားတဲ့စစ်ရေးရစဲသဘောတူညီချက်မှာနောက်ဆုံးညင်းကြေးမှုပဲစစ်မှန်တဲ့ညင်းကြေးရရှိရန်ဝေးလံနေစေဖြစ်တယ်လို့ MNDA စီဦးစီးမှုချုပ်ကတတိပေးပါရယ်။ညရီမျိုးနဲ့ KK ပတ်မှာပောက်ကွဲမှုထပ်မံဖြစ်ပါပြီ။ BGF ကရှင်းလင်းလုပ်ငန်းကိုအရှိန်မြင့်လှုပ်ဆောင်နေတဲ့တဲ့ရင်ပါဝင်ရန်ကုန်ခေတ်တည်ရမနက်ခေတ်တဲ့တဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုတ်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကိုးကံအထူးဒေသတက်မှာလက်ရှိရရှိထားတဲ့ဆေးရဆဲသဘောတူညီချက်မှာအစစ်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီးနောက်ဆုံးငင်းချင်းမဟုတ်ပဲစစ်မှန်တဲ့ငင်းချင်းရရှိရတဲ့ဝေးလံနေဆဲဖြစ်တယ်လို့ကိုးကံအထူးဒေသအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ MND ရဲ့စီဝစီမှုချုပ်ဒုတိယဗိုလ်ချုပ်ကြီးကတတိပေးပြောဆိုလိုက်ပါတယ်။အော်တိုဘာလ25ရက်က MND ရဲ့2025ခုနှစ်အပတ်စဉ်တက် ကေဒါတွေအလှဲ့ကျတင်နန်းစင်ပွဲမှာသူကတင်နန်းသားတွေနဲ့တမိုးတွေကိုလက်ရှိအခြေအနေတွေကြောင့်ရှင်းလင်းပြောဆိုစင်မှာအခုလိုတတိပေးပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ MNDA စေဝစီမှုချုပ်ကလက်ရှိရရှိထားတဲ့စေရစဲသဘောတူညီချက်မှာအဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီးနောက်ဆုံးဧကန်ငင်းချင်းမဟုတ်သေးတာကိုအလုံးသိရှိရမှာဖြစ်တယ်လို့လည်းဆိုပါတယ်။စစ်မှန်သောငင်းချင်းရေးကိုရရှိဖို့လမ်းစဉ်မှာ ဝေးလံနေစေဖြစ်တာကြောင့်တတ်သားအားလုံးအနေနဲ့ပြက်ကွက်တဲ့အတွေးခေါ်တွေကို ပြင်းပြင်းထန်ထန်ရှောင်ရှားကအမြဲတမ်းမြင့်မားတဲ့သတိပေးချက်နဲ့မဟာပြူဟာကျတိရှိနားလည်မှုကိုထိသိမ်းထားရမယ်လို့လည်းသတိပေးပြောဆိုပါရယ်တစ်တုံညာနှစ်ခွန်စစ်စင်ရေလှုပ်ဆောင်ချက်ကနေစတင်ခဲ့တယ်ခက်ခဲကြမ်းတမ်းတဲ့ခီးလန်းကို ပြန်လည်သုံးသပ်ရင်ဒီကနေ့မှာရရှိထားတဲ့စေရလက်တွေဟာ မရေမတွက်နိုင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့သွေးချွေနဲ့အသက်ပေးလိုခက်မှုတွေနဲ့ရရှိခဲ့တာလို့လည်းသူကပြောပါတယ်။ကိုယ်ကယ်ရင်းမှုတွေအလုံးအနေနဲ့လည်းတမိုင်းကိုမှတ်မိဖို့ရက်လက်တွေကိုတံပိုးထားဖို့ရရှိပြီးသားစီးရက်လက်တွေကိုဆက်လက်ဖွံ့ဖြိုးရေးလုပ်ငန်းတွေဆက်လက်လှုပ်ဆောင်ဖို့ခိုင်မာတဲ့အခြေခံအုတ်မြစ်အဖြစ်ကိုအသွင်ပြောင်းဖို့အတွက် MND စီးဥစည်းမှုချုပ်ကညွှန်ကြားလိုက်တာလည်းဖြစ်ပါတယ်။အော်တိုဘာလ29ရက်နေ့ဟာ တစ်တုံညာနှစ်ခုစစ်စင်ရဲ့နှစ်နှစ်မြောက်နေ့ဖြစ်ပြီး2023ခုနှစ်အောက်တိုဘာလ29ရက်နေ့မှာ AAMND နဲ့ TNL တို့ပါဝင်တဲ့မြောက်ပိုင်းမဟာမင်းညီနောင်သုံးဘက်ကရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာစစ်ကောင်စီတပ်စခန်းတွေတိုင်းစစ်ဌာနချုပ်တွေမြို့တွေတရင်တဖွဲ့တွေကိုဇက်တိုက်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။တစ်တုံညာနှစ်ခုစစ်စင်ရဲ့အမြင့်ဆုံးအောင်မြင်မှုဟာ2024ခုနှစ် ်အောက်ဂတ်စ်လ3ရက်နေ့မှာအကြမ်းဖက်စစ်တရဲလာရှိုးအခြေဆိုင်အရှိမြောက်တန်းစစ်တနာချုပ်ကိုမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမတော် MND နဲ့တပ်ပေါင်းစုမဟာမိတ်တွေကအပြည့်အဝသိမ့်ပိုက်ထိန်းချုပ်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ ဒီတစ်ခါမှာတော့ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့အမေရိကန်သမ္မတထရန့်စီကိုမြန်မာရေးအကူအညီပေးဖို့တောင်းဆိုထားတဲ့အိတ်ဖွင့်ပေးစာကိုဂျပန်နိုင်ငံကအမေရိကန်တန်ယုံကနေတစင်အော်တိုဘာလ22ရက်နေ့မှာအမေရိကန်အစိုးရစီကိုပေးဖို့ခဲ့လို့ဂျပန်နိုင်ငံမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။အဲဒီအိတ်ဖွင့်ပေးစာထဲမှာအမေရိကန်သမ္မတအနေနဲ့အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်လက်ထက် ကြီးမားကျပြန့်လာနေတဲ့ online ကြားပြန့်ငွေလင်ခိုင်းတွေနဲ့မွေးရစေဝါတင်ဖို့ဖြန့်ချီမှုလူကုံကူးမှုတွေနဲ့ပတ်သက်ပြီးအရေးယူမှုပေးဖို့ကိုလည်းတောင်းဆိုထားတာဖြစ်ပါတယ်။အဲ့ဒီလူကုံကူးမှုတွေဟာအမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေရဲ့အကျိုးစီးပွားကိုဓာတ်ရိုက်လာရောက်ထိခိုက်နေတဲ့အတွက် Trump အစိုးရအနေနဲ့အရေးယူမှုလှုပ်ဆောင်ဖို့အတွက် မြန်မာပြည်သူတွေဘက်ကရက်တည်ပေးမယ်လို့မျှော်လင့်တယ်လို့လည်းဆိုထားပါဗျ။ဒါအပြင်အင်းဒီချင်းတရုတ်နိုင်ငံရဲ့ဘန်တောင်းသဘောတူညီချက်ချိုးဖောက်ပြီးမြန်မာအရေးဝင်ရောက်ဆက်ဖွဲ့ကတော်လဲအင်အားစုတွေကို အလွန်ကျုံဖိအားပေးနေမှု အကြမ်းဖက်စစ်တပ်ပေါ်ထောက်ခံအားပေးကူညီနေမှုတွေကိုရပ်တန့်သွားအောင်ထရန့်အစိုးရအနေနဲ့အတိုင်းအတာတစ်ခုထိလှုပ်ပေးဖို့မျှော်လင့်တယ်လို့လည်းအိတ်ဖွင့်ပေးစာထဲမှာဖော်ပြထားပါဗျ။အမေရိကန်သမ္မတထရန့်စီကို ပေးဖို့တဲ့အိတ်ဖွင့်ပေးစာထဲမှာလည်း လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေအရရအလုံးစုံအကုန်လုံးကိုရှင်းလင်းပြသထားပြီးအမေရိကန်အနေနဲ့ NUG အစိုးရကိုအသိမှတ်ပြုဖို့ဒေါအောင်ဆန်းစုကြည်တမရဦးဝင်းမြအပါအဝင် နိုင်ငံရဲ့အကျဉ်းသားတွေလွတ်မြောက်ရေးအကူအညီပေးဖို့မြန်မာစစ်အုပ်စုပေါ်ပုံမိုပြင်းထန်တဲ့စစ်ပွဲပိတ်ဆို့အရေးယူမှုတွေချမှတ်ဖို့စတာတွေပါဝင်ပါတယ်။ဒါအပြင်မြန်မာနိုင်ငံကစစ်တပ်ရဲ့ကျူးလွန်မှုတွေအတွက် ICC တရားရုံးအပါအဝင်နိုင်ငံတကာဥပဒေတွေနဲ့အရေးယူနိုင်ရေး ထောက်ပံ့ကူညီပေးဖို့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့မြန်မာနိုင်ငံကိုစီးရေးဆိုင်ရာအကူအညီတွေမရောက်ရှိစေရပါဝင်ဒေသတွေလုံခြုံရေးကိုတိုးမြင့်ဖို့နဲ့မြန်မာပေါ်တရုတ်နိုင်ငံရဲ့ဖိအားကိုတားဆီးပေးဖို့တွေလည်းပါဝင်နေပါတယ်။မနေ့ကတမရထရန်ဂျပန်နိုင်ငံကိုရောက်ရှိလာချိန်မှာလည်းဂျပန်နိုင်ငံတိုကျိုမြို့အမေရိကန်တန်ယုံရှိမှဖက်စစ်အကြမ်းဖက်စစ်တပ်အာဏာသိမ်းအဖွဲ့အနံကျင့်တောင်းကျနေတာကိုရက်တန်သားစီအတွက် အကူအညီပေးဖို့ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေကစုပေါင်းတောင်းဆိုခဲ့ကြပါတယ်ရှင်ဒီတကမှာတော့ကရင်ပြည်နယ်မြရီမြို့နယ် KK ပတ်မှာမနေ့ကညနေပိုင်းမှာပောက်ကွဲမှုထပ်မံဖြစ်ပါပြီ BGF ကရှင်းလင်းလုပ်ငန်းကိုအရှိန်မြင့်လှုပ်ဆောင်နေတယ်လို့နေဆက်ဒေတာသတင်းမြင့်တွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်အော်တိုဘာလ29ရက်နေ့ညနေ9:00ကျော်လောက်မှာ KK ပတ်အတွင်းမှာပောက်ကွဲမှုထပ်မံဖြစ်ပွားခဲ့တာဖြစ်ပြီး မိခိုးလုံးတွေထွက်ပေါ်လာတာကိုထိုင်းဘက်အချမ်းကနေမြင်နေရတယ်လို့လည်းသိရပါတယ်။အလားတူမနစ်ကမနက်ပိုင်း7နိုင်ခန့်ကလည်း BGF က KK ဘက်အတွင်ဖောက်ခွဲမှုတွေလုပ်တာကြောင့်ဘုံအစအနတွေအစိပ်ပိုင်းတွေဟာထိုင်းနိုင်ငံဘက်အချမ်းကနေနေတွေပေါ်ကိုကြောက်ရောက်ခဲ့လို့လည်းသိရပါတယ်။ BGF ဟာ KK ဘက်အတွင်းရှင်းလင်းလုပ်ငန်းကိုအော်တိုဝါလာ24ရက်နေ့ကနေစတင်ပြီးအော်တိုဝါလာ28ရက်နေ့နေ့စဉ်ရက်တိုက်ဖောက်ခွဲရှင်းလင်းနေတာဖြစ်ပြီးမနေ့ကနေစတင်ကရှင်းလင်းမှုလုပ်ငန်းကိုအရှိန်မြင့်လှုပ်ဆောင်လာတာဖြစ်တယ်လို့လည်းသိရပါဗျ။ပြီးခဲ့တဲ့အော်တိုဝါလာ23ရက်နေ့ကနေစတင်ပြီး KK ဘက်ကနေကြားဖြတ်လုပ်ကင်နေတဲ့နိုင်ငံသားတွေအပါအဝင်ကြားဖြတ်လုတ်ကန်သူတွေကို BGF ကနှင်ထုတ်ခဲ့ပြီးရနောက်မှာထိုင်းနိုင်ငံဘက်အချမ်းကိုကြားဖြတ်လုတ်တာ နိုင်ငံသားတထောင်ကျော်ထွက်ပြေးဝင်ရောက်လာတယ်လို့လည်းထိုင်းဆိုရကပြောဆိုထားပါဗျ။အဲဒီလိုကြားပြန့် KK ဘက်ကနေထွက်ပြေးလာတဲ့နိုင်ငံသားတွေကိုထိုင်းဆိုရကထိမ့်သိမ်းစစ်ဆေးမှုတွေလွတ်ဆောင်နေတဲ့အပြင်ထိုင်းစစ်တပ်ကလည်းနေဆက်တချောင်မှာလုံခြုံရေးကိုတွန်းမြင့်ထားတယ်လို့လည်းသိရှိရပါတယ်ရှင်။ မွန်ပြည်နယ်ရတဲ့တဲ့ပေါက်ကိုကြည့်အောင်ပါမွန်ပြည်နယ်ရင်းမော်လမြိုင်ကာလန်နှင်းစုံရွာအဝင်ကစစ်တပ်လက်အောက်ခံ DKPA ဂိတ်ကိုရေးဘလူအဖွဲ့ကဝင်ရောက်ပစ်ခတ်ခဲ့ရမှာ DKPA ဘက်ကထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့ရေးဘလူအဖွဲ့ရဲ့တပ်ခေါင်းဆောင်ဖြစ်တဲ့တရင်မှုရေးဘလူကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်အော်တိုဘာလ29ရက်နေ့ကရေးဘလူအဖွဲ့ဟာ DKPA ဂိတ်ကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအဲ့ဒီဂိတ်ရဲ့ဂိတ်မှုတိမ့်တန်လက်ပြတ်ထွက်သွားတဲ့အပြင် ဲ့ဒီဂိတ်မှာနေထိုင်တဲ့သူတွေဂိတ်ကောက်တဲ့ငွေကောက်တဲ့သူတွေပြင်ဂိတ်တဲကအမျိုးသမီးတွေပါတည်ဆုံးသွားတယ်လို့လည်းရေဘလူးတပ်ဖွဲ့ရဲ့တရင်မှုကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။တိုက်ခိုက်မှုအတွင်းမှာရေဘလူးတပ်ဖွဲ့ဝင်တဦးဟာလက်မောင်းထိခဲ့ပေမဲ့လည်းမစိုးရင်ရဘူးလို့လည်းသိရပါဗါတိုက်ခိုက်မှုအပြီးမှာမုတ်ကနင်106တက်ကလက်လက်ကြီးတွေနဲ့ပြစ်ခတ်ခဲ့လို့လည်းဒေသခံပြည်သူတွေစီကနေသိရပါတယ်ရှင် ရခိုင်သတင်းတပုတ်ကိုတက်ဆက်ပေးခြင်းပါတယ်။ရခိုင်ပြည်နယ်ပုံနာကျွန်းမြို့နယ်ကွမ်းတောင်ရွာကိုလူနာတဲသွားတဲ့ပရိုက်တာရင်တစည်းကိုစစ်တပ်ကဒရုန်းနဲ့ပုံကျဲတက်ခတ်ခဲ့တာကြောင့်အသက်၁၄နှစ်အရွယ်ရှိတဲ့လူငယ်ပရိုက်တာတမမောင်ထင်းအောင်ဟင်းခေါ်ကိုလဟာဘုံထိမှန်တည်ဆုံသွားခဲ့လို့စစ်ပေးရှောင်သူတွေကိုကုညီဆောင်ရပေးနေတယ်။ဆိုင်ရေးဆရာ ကိုဝင်းအောင်ကရန်ကုန်ခေတ်မီဒီယာကိုပြောပြပါရတယ်။ပြီးခဲ့တဲ့အော်တိုဝါလာ26နေ့က ပုံနာကျွမြို့နယ်ကွမ်းတောင်ရွာမှာကျန်းမာရေးမကောက်တဲ့လူငါတအိုးကိုပုံနာကျွမြို့အခြေဆိုင်ဖြူစင်ရင်ဝင်ဖောင်ဒေးရှင်းအဖွဲ့ကပရိုက်တာကားနဲ့တွားရောက်တဲဆောင်စဲမှာစစ်တပ်ကဒရုန်းနဲ့ဘုံကျဲတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီစစ်တပ်ရဲ့ဘုံကျဲတက်ခတ်မှုကြောင့်ပရိုက်တာကားကိုဘုံကထိမှန်သွားပြီးကားပေါ်မှာလိုက်ပါလာတဲ့အသက်16နှစ်အရွယ်ရှိတဲ့လူငယ်ပရိုက်တာတမား ကိုမောင်ထေးအောင်ဟင်းခေါ်ကိုလက်ကိုထိမှန်ကတည်ဆုံသွားခဲ့ရတာလည်းဖြစ်ပါတယ်။တည်ဆုံသွားတဲ့မောင်ထေးအောင်အင်းရဲ့ရုပ်လောင်းကိုဖြူစင်ရင်ဝင်ဖောင်ဒေးရှင်းဒုက္ခရကစစ်တပ် drone ပြန်သားတဲ့အချိန်မှာတွားရောက်ကောက်ယူခဲ့တာတည်ဆောင်လာခဲ့တာဖြစ်ပြီးမကြမီရပ်ပိုင်းအတွင်းမှာတကြိုမှဖြစ်တယ်လို့လည်းစပင်းရှောင်းတွေကိုပူရီဆောင်ရပေးနေသူဖြစ်တဲ့ဆိုင်ရစာကိုဝင်းအောင်ကပြောပါရရှင်။ မကွေးတိုင်းအတင်းတစ်ပုတ်ကိုတက်ဆက်ပေးကြပါရယ်မကွေးတိုင်းစွန့်မြုံနယ်မှာအသက်မပြည့်သေးတဲ့မိန်းကလေးငယ်တဦးကိုမရင်းကျင့်ပြီးအလောင်းဖြောက်တဲ့အမျိုးသားတဦးကို NUG ပြည်သူ့လုံခြုံရေးအဖွဲ့ကဖမ်းဆီးရရှိထားလို့ဒေသအတွင်းသတင်းမြင့်ဖြစ်တဲ့ရောလင်းနဲ့ကကိုအောင်ကြီးကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရယ်အော်တိုဝါလာ21ရက်နေ့ကစွန့်မြုံတိရိယရနာရက်ကွက်မှာနေထိုင်နေအသက်73နှစ်အရွယ်ရှိတဲ့မိန်းကလေးတဦးကိုမိသားစုဝင်တွေနဲ့ရင်းနေတယ်အသက်22နှစ်အရွယ်ရှိတဲ့မင်းမင်းဆိုးကနေကနေခေါ်ထုတ်သွားခဲ့တာလည်းဖြစ်ပါရယ် ယ်။အဲဒီနောက်မင်းကလေးငယ်ဟာပျောက်ဆုံးသွားတာကြောင့်လိုက်လံရှာဖွေရမှာတော့အော်တိုဘားလ25ရက်မှာမရင်းချစ်တက်ပြတ်ခံရပြီးပုတ်ပွားနေတဲ့ရုပ်လောင်းကိုစောမျိုးဆေးရုံဝင်းတဲ့ကအခန်းတစ်ခုမှာ ပြန်လည်တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။အဲဒါကြောင့်စောမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကမရင်းချစ်လူတက်တဲ့ကျူးလွန်သူတရားခံကိုလိုက်လံရှာဖွေရမှာမင်းမင်းဆိုးကိုစောမျိုးနယ်အတွင်း ဖမ်းဆီးရရှိခဲ့တာဖြစ်တယ်လို့မင်းမင်းဆိုးကိုရိုင်းကလည်းအဲ့ဒီမင်းကလေးကိုတပ်ဖြတ်ကအလောင်းဖျောက်ဖျက်ခဲ့တာကိုဝန်ခံထွက်ဆိုထားတယ်လို့လည်းဒေတာသတင်းမြစ်ဖြစ်တဲ့ရောလင်းနှန်းကကိုအောင်ကြီးကပြပြပါရယ်မင်းမင်းဆိုးဟာပထမအကြိမ်ကလည်းအသက်မပြည့်သေးတဲ့မင်းကလေးတဦးကိုဖျားယောင်းသွေးဆောင်ပြီးကာမလိန်လေရယူထားတဲ့အတွက်ကြောင့်တိုင်ကြားခံရတဲ့အမှုတစ်ခုရှိပြီး ဖမ်းဆီးထားချိန်မှာလွတ်မြောက်သွားတာဖြစ်ပြီးအခုလက်ရှိအမှုကိုထပ်မံကျူးလွန်တာဖြစ်တယ်လို့လည်းကိုအောင်ကြီးကပြောပြပါဗျ။လက်ရှိမှာတော့လူသက်မရင်းကျင့်တဲ့တရားခံမင်းမင်းဆိုကို NUG အစိုးရစောမြို့နယ်ပြည်သူ့လုံခြုံရေးဖွဲ့ပလဖကဖမ်းဆီးစစ်ဆေးနေတာဖြစ်ပြီးအသက်မပြည့်သေးတဲ့မင်းကလေးငယ်တွေကိုအကြင်ကြင်မရင်းကျင့်မှုကျူးလွန်ခဲ့တဲ့မင်းမင်းဆိုကိုသေးရန်ပေးဖို့အတွက်ဒေသနေပြည်သူတွေကဆန္ဒဖော်ထုတ်တာတောင်းဆိုနေကြရလို့လည်းသိရပါပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မန္တလေးတိုင်းမတရားမြို့နယ်တပြေးချောင်းကျေးရွာကစစ်ပေးဆောင်ပြည်သူတွေနေထိုင်တဲ့နေရာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြမ်းဖက်စစ်တပ်ကလေယာဉ်နဲ့ပုံကျဲတက်ခတ်ခဲ့တာကြောင့်ပြည်သူလေးဦးဟာသေဆုံးခဲ့ရတာနေအိမ်တွေပျက်စီးသွားခဲ့ရတယ်လို့ Vice of Mandalay ကတာဝန်ရှိသူတို့ကရန်ကုန်ခဲ့တဲ့မီဒီယာကိုပြပြပါရယ်။အော်တိုဘာလ26နဲ့ညနေ6:40မိနစ်အချိန်ခန့်မှာမဒရာမြို့နယ်တပြေးချောင်းကျေးရွာကစစ်ဘေးရှောင်တွေနေထိုင်တဲ့နေရာကိုအကြမ်းဖက်စစ်တပ်ကတိုက်လေရင်နဲ့ဘုံကျဲတက်ခတ်ခဲ့တာလည်းဖြစ်ပါရယ်။အဲဒီလေချောင်းတက်ခတ်မှုတွင်အမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးစုစုပေါင်းပြည်သူ4ဦးဟာသေဆုံးခဲ့ရတာဖြစ်ပြီး နေအိမ်တွေလည်းပျက်စီးခဲ့ရလို့လည်းသိရှိရပါတယ်။အလားတူအော်တိုဘာလ29ရက်နေ့နေ့လယ်လောက်ကလည်းရှမ်းပြည်နယ်မုံမိတ်မြို့နယ်မကြီးပင်ကျေးရွာကိုလည်းစစ်တပ်ကလေရင်နဲ့ပေါင်900ဘုံးတလုံးနဲ့ပေါင်250ဘုံးတလုံးကိုလာရောက်ကျဲချတိုက်ခတ်ခဲ့တာကြောင့်ပြည်သူလူထုနေအိမ်တအိမ်ဟာထိမြင်ပျက်စီးသွားခဲ့ရလို့လည်း TNL ကသတင်းထုတ်ပြန်ထားပါတယ်။စစ်တပ်ဟာအော်တိုဘာလ TNL ကနေ26ရက်နေ့ထိ TNL ထိန်းချုပ်ထားတဲ့ဒေသတွေကိုလေကြောင်းတိုက်ခတ်မှုကြောင့် ခလေးတန်ဃာတော်ရဲ့အပါဝင်ပြည်သူ49ဦးသေဆုံးခဲ့လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်စုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးများပါ။